ဲ့တော့ဒီဘက်အတွင်းဘက်အချမ်းကနေရကြတော့ရဲ့ဒီဘလောက်တော့အောင်လဲပေါ့နော်ဒီအနဲ့ရောင်ထိရကြတော့ဆက်နေပေးဟိုတော့ဘလောက်နှုတ်ပေးရမလဲဆိုတော့ကျွန်တော်လည်းချက်လိုက်မယ်နော်ဒီဘက်ကကြတော့ဒါအုတ်နရဲ့တဝါကိုလမရဲ့တဝက်၄ခွဲထပ်နှုတ်မယ်ဒီဘက်ကလည်းကိုလမရဲ့တဝက်၄ခွဲဒီတရားလေးကို၄ခွဲထပ်နှုတ်မယ်ဆိုလို့ရှိရင်အာဆက်နေပေးထိရကနေ၄ခွဲနှစ်ခါနှုတ်မယ် နော်ဒီဟာလေးကိုလိုချင်တယ်ဆိုရင်ဆက်နှစ်ပေထဲကနေမှ၄ခွဲနှစ်ခါဆိုကုလမနှုတ်ပေးမှာပေါ့နော်အဲဒါဆို၁၁ဘေးနဲ့၃လမရမယ်၁ဘေးနဲ့၃လမဘယ်နှခုဖြစ်မယ်ဆိုတော့ဒီဘက်မှာတစ်ခုအတွင်းနဲ့ရန်တစ်ခုနှစ်ခု၃ခု၄ခုပြီးတော့ဒီဘက်မှာကျွန်တော်တို့ကဒီအတွင်းနေရာမှာဒီမှာအရေးအတွက်၄ခုရှိမယ်၄မြောက်အာနော်၁၁ဘေးနဲ့၃လမ၄ခု အဲပြီးလို့ရှိရင်နောက်တစ်ခုကကြတော့အဲဒီဘက်နေရံပေါ့နော်ကျွန်မကာလာလေးနဲ့ပြလိုက်မယ်ကာလာလေးဒီရလေးပေါ့နော်ဒီနေရံလေးအတွင်းနေရံလေးဒီမှာတစ်ခုနှစ်ခုနော်သူတူကကြတော့ဘယ်လောက်ရှိရဆိုတော့12ပေးမှရှိတာ12ပေးရနေဘယ်လောက်ထောင်းမယ်ဆိုတော့12ပေးရကြတော့ဒီအနက်ရောင်ထိဆွဲဟာပေါ့နော်ဒီအနက်ရောင်ထိဖြစ်တာမလို့ပန်းရောင်လေးကိုပဲဒီအတွင်းလေးကိုပဲလိုချင်တယ်ဆိုလို့ရှိရင်ဘယ်လောက်နှုတ်မလဲဆိုတော့အဲဆနာဥစနာ12ပေး เนาะပြီးရင်ဒီဟာလေးပြန်နှုတ်ပြရမှာကကိုလမရဲ့တဝက်ဒီဘက်ကလည်းကိုလမရဲ့တဝက်နှစ်ခုပေါင်းရင်ကိုလမပြန်နှုတ်မယ်ဆက်နှစ်ပေးလေးကနေကိုလမနှုတ်မယ်ဆိုတော့၁၁ပေးနဲ့၃လမဘယ်နှခုရှိမလဲဆိုတော့ဒီဘက်မှာတစ်ခုအနောက်မှာတစ်ခုနှစ်ခုเนาะအဲ့တော့အာနှဲ့အမြောင်၁၁ပေးနဲ့၃လမနောက်တစ်ခုစက်တွေ့မယ်เนาะနောက်တစ်ခုကကြတော့ဒီဘက်နေရန်ပေါ့เนาะဒီဘက်နေရန်အာဒီဘက်နေရန်တွေ့မယ်အဲအဲ့ဒါကကြတော့ သူ့ကိုတွက်မယ်ဆိုရင်ကျမတို့ရဲ့အတိုင်းတာဒီအတွင်းနော်အာအတွင်းဖြစ်တဲ့အခါကျတော့ပေးထားတဲ့ဒီမှာဆယ်ပေကဒီအနက်ရောင်ထိအဲ့တော့ကျမတို့ဒီဘက်ကနေဒါလေးဘလောက်ပြန်နှုတ်ပြရမလဲဆိုတော့ကိုလက်မိုက်တဝက်၄ခွဲဒီဘက်ကကိုလက်မိုက်တဝက်၄ခွဲဆိုတော့ပေါင်းလိုက်ရင်7ဘီထဲကနေမှာကိုလက်မနှုတ်မယ်ဆိုတော့9ဘီနဲ့3လက်မကျက်မယ်ဘယ်နှခုအရေးတွက်ကဘယ်နှခုလဲဆိုတော့ဒီဘက်မှာ၄ရက်တခုဒီဘက်မှာ၄ရက်တခုဆိုတော့ အရေးတော့ကနှစ်ခိုးအမြောက်၉ဘေးနဲ့သုံးလမအဲ့တော့ကျမတို့ဒီမှာကွန်ပျူတာနှိပ်ရမှာပေါ့နော်ကွန်ပျူတာနှိပ်တဲ့အဆင့်ကိုတောင်းမယ်ကွန်ပျူတာနှိပ်မယ်ဆိုရင်ပထမဆုံး၁၁ဘေးနဲ့သုံးလမကိုလေးနဲ့မြှောက်မယ်သုံးလမကကြတော့ပေဖွဲ့ခြင်းသုံးကိုစနစ်နဲ့စာသုံးရသမ၂၅အရှိရ၁၁ဘေးဆိုတော့၁၁နဲ့ပေါင်း၁၁သမ၂၅ကိုဘယ်နောက်နဲ့မြှောက်ဆိုတော့လေးနဲ့မြှောက်ရင်၄၅ဒီမှာဆိုရင်ဒါ၄၅ ဘေပေါ့နော်45ဘေပြီးရင်နောက်တစ်ခုကကျတော့17ဘေ3လမဆိုတော့17.25ကိုနဲ့နဲ့မြောက်ရင်22.5ဘေ22.5ဘေပြီးရင်6ဘေ3လမဆိုတော့6.25အမြောက်အရေးတက်ကနှစ်ခုဆိုတော့18.5 18.5ဘေအဲ့အဲ့တုံးလုံးပေါင်းပါပေါ့နော်ပေါင်းမယ်ဆိုတော့55အပေါင်း 22သတ္တမ5အပေါင်း18သတ္တမ5 86 86ပေကိုသူ့ရဲ့အခန်းရဲ့အမြင့်က10ပေနဲ့မြောက်အဲ့တော့160 now ရမလဲဆိုတော့စတုရန်ပေးရင်အာဒါကဘာလဲဆိုတော့160ကကြတော့အတွင်းဘက်အချမ်း 930ရကြတော့အပြင်ဘက်အချမ်းအဲ့တော့စုစုပေါင်းအောင်လို့ချင်တယ်ဆိုရင် စုစုပေါင်းအချောကန်ရမအောင်လို့ချင်ရင်အတွင်းနဲ့အပြင်နဲ့930နဲ့ဘာနဲ့ပေါင်းလဲဆိုတော့860နဲ့ပေါင်းမယ်3ည6နဲ့1နဲ့ဆိုတော့9နဲ့8နဲ့9နဲ့ဆိုတော့15 1590စတုရန်ပင်အဲ့ဒီနေရာဒီမှာကျမတို့ကဘာပြန်နှုတ်ပြရအောင်မလဲဆိုလို့ရှိရင်ဒါက ဟိုကျမတို့အပြည့်တွက်ထားတာပေါ့နော်။ဘာပြန်ထုတ်ပေးရမလဲဆိုတော့ဒီမှာဗရင်ပေါက်တွေထုတ်ပေးရမယ်။ W 2 1 2အဲဒီမှာ W အဲကျမတို့ဒီမှာတစ်ခုခွဲလိုက်မယ်နော်။အဲအဲ့ခန်းထဲက W ကို W ထားမယ်။အဲ့ခန်းထဲကို W 1 W 1တို့ကျမတို့ပြင်လိုက်မယ်ပေါ့နော်။အဲ့တော့ W ဗရင်ပေါက်ပြန်ထုတ်ပေးရမလဲဆိုတော့ W ကကျမတို့က site တက်မှတ်လိုက်မယ်ပေါ့နော်။2ပေ6နော်3ပေ အဲလေးပေလို့ထားလိုက်မယ်နော်ဒါကတော့ခတ်မှန်းလိုက်တာပေါ့နော်လေးပေသုံးရလက်မှာအရေအတွက်ကဘယ်နှပေါက်လဲဆိုလို့ရှိရင်နှစ်ပေါက်နော်အဲပြီးလို့ရှိရင်နှစ်ပေါက်ကိုမှမျက်နှာပြင်ကသူကဒီနားမှာ W ဆိုရင်အချောကန်လိုက်တာဒီဘက်အတွင်းဘက်ကိုလည်းအချောကန်တာအပြင်ဘက်ကိုလည်းအချောကန်တဲ့ဒါမဟုတ်လို့သူ့ရဲ့အပေါက်ကိုနော်အတွင်းတစ်ခါအပြင်တစ်ခါဆိုတော့နှစ်နဲ့မြှောက်ပေးရမယ်နော် အဲ့တော့ဒီမှာ w ကိုကျွန်တော်တခါတည်းကွန်ပျူတာတွက်လိုက်မယ်ပေါ့နော် area တွက်မယ်2ပေ6ဆိုတော့အာသူက2.5အမြောက်4အမြောက်သူက2နဲ့4ဆိုတော့4ဆိုတော့မှ40ရမယ်သူက40စတုရန်ပေးရမယ်နော်စတုရန်ပေးဒါ w တွက်တွက်တာပြီး w1 ကိုတွက်မယ်ပေါ့နော် w1 ကဘယ်နှပေါက်ရှိမလဲဆိုရင် w1 ကိုကျွန်တော်တို့3ပေထားလိုက်မယ်ပေါ့နော်3ပေအမြောက် လေးပေမြင့်ပဲထားလိုက်မယ်အမြောက် W1 က1နဲ့3သုံးပေါက်ရှိရဲဆိုတော့3နဲ့မြောက်အတွင်းရောပြင်ရောနှစ်ခုစာပြန်နှုတ်ပေးရမှာဆိုတော့နှစ်နဲ့မြောက်မယ်ပေါ့နော်အဲ့တော့ဒီမှာ3ရဲ့၄ရဲ့မြောက်စနစ်စနစ်တရား3နှစ်လီ6စနစ်6လီဆိုတော့82ဒါကစတုရန်ပေအဲနောက်တစ်ခုတွက်မယ်ပေါ့နော်နောက်တစ်ခုကကျတော့ D ရှိသေးတယ်နော် D ကကျတော့ main door ပေါ့နော်အရှိရဝင်ပေါက်ဆိုတော့ကျမတို့ဘယ်လောက်ထားလိုက်မလဲဆိုတော့ အဲဒီမှာ၄ပေ6လက်မှတ်ထားမယ်အမြင်ရကြတော့6ပေ6ထားလိုက်မယ်เนาะ तू ကဘယ်နှပေါက်ရှိလဲဆိုတော့ဒီကတစ်ပေါက်ပဲရှိရတော့တင်းနဲ့မြှောက်မယ်ပြီးရင်အတွင်းနဲ့ရအပြင်းနဲ့ရဆိုတော့နှစ်နဲ့မြှောက်မယ်เนาะအဲ့တော့ဒီမှာကျမတို့က၄6 4ပေ6ဆိုတော့၄တရမ5မြှောက်6တရမ5အမြောက်2အဲ့တော့58တရမ5ရတယ်58တရမ5 72ရံ ပေပေါ့နော်နောက်တစ်ခုကတော့ D1 ရှိသေးတယ်ကျမတို့က D1 ဒီမှာတစ်ပေါက်ဒီမှာနှစ်တစ်ပေါက်ဆိုတော့နှစ်ပေါက် D1 ရှိမယ်နော် D1 ရဲ့ site ကကျမတို့က3ပေထားလိုက်မယ်3ပေအမြောက်သူ့ရဲ့မြင်ရလဲ6ပေ6လက်မအမြောက်1အရေအတွက်ကနှစ်ပေါက်ဆိုတော့နှစ်အမြောက်အတွင်းရောအပြင်ရောနှစ်ချမ်းစာပြင်တော့မှာမလို့နှစ်နဲ့မြောက်နော်အဲ့တော့ကျမတို့ဒီမှာကွန်ပျူတာနှိပ်ကြည့်မယ်3မြောက်6ပေ6က6တရမ5အမြောက်နှစ်နဲ့လီဆိုတော့4မြင်ရချင်း98 စတုရန်ပေပဲသူလည်းဒါကျမတို့ area တွက်နေရပါဘောเนาะပြန်နှုတ်တဲ့ area ကိုအဲ့တော့ဒီမှာဘာပေါင်းမလဲဆိုတော့40 82ရဲ့ဒီမှာကျမတို့ပြန်ပေါင်းမယ်အကုန်လုံး40အပေါင်း82အပေါင်း58တတမ5အပေါင်း88 248တတမ5 248တတမ5စတုရန်ပေဒါကပါဆိုပြန်နှုတ်ရမယ်တန်ဖို့ ဲ့တော့ခုနကတော့စုစုပေါင်းရခဲ့တာက1580ထဲကနေမှပရင်းပေါက်တွေတကားပေါက်တွေပြန်နှုတ်မယ်248သတ္တမ5ကိုပြန်နှုတ်ပေးမယ်248သတ္တမ5ကိုပြန်နှုတ်ပေးရမယ်အချောကင်တော့တွတ်ထားပါလေ1580အနှုန်248သတ္တမ5 1328သတ္တမ5 1328သတ္တမ5စတုယံပေးရတယ်ကျမတို့ဒါနှယံပေါ့နော် နယံအတွက်ပဲเนาะနယံရဲ့ဘာလဲဆိုတော့အတွင်းအပြင်ကိုအချောကင်မဲ့ area ကိုတွက်လိုက်တာအတွင်းအပြင်ဒါအချောကင်မဲ့ area ဖြစ်ပါတယ်အဲ့တော့ကျမတို့ကဒီဒီအတွင်းနယံအတွင်းပြင်ချောမဲ့ဒီအချောကင်မဲ့ area 1321.5ရပြီဆိုရင်ကျမတို့ကအာဒီကနေမှာဆန်နှုံးလေးနဲ့တွက်လို့ရပြီပေါ့နော်အာဒီမှာငါးမူးတူးရှိတယ် အဲငါးဘူးတူနဲ့အချောကင်မဲ့ပေါ့နော်အချောကင်မဲ့အချိုးကကြတော့တစ်ချိုးလေးကိုသုံးမယ်အဲဆိုရင်တရာစတုရန်ပေဆိုရင်ဘီလက်မြေက132တန်းမ5ပေါ့အဲဆိုလို့ရှိရင်ဘီလက်မြေတွက်မယ်ပေါ့နော်ဘီလက်မြေတွက်မယ်အဲတရာမှာဆိုရင်တရာစတုရန်ပေစတုရန်ပေမှာဆိုလို့ရှိရင်ဘီလက်မြေဘလောက်ကုန်မလဲဆိုတော့132တန်းမ5ပေါင်ကုန်မယ်အခုစုစုပေါင်းဧရိယာ1321 တတမ5စတုရန်ပေမှာဆိုရင်ဘလောက်ကုန်လဲပေါ့နော်132တတမ5အမြောင်1328တတမ5ကိုတီးပြီးတော့တရာနဲ့စာအဲဆိုလို့ရှိရင်ကျမတို့ဒီမှာဒီမှာကယ်ကူလေတာနှိပ်ချမယ်ပေါ့နော်အဲဒီမှာ112တတမ5အမြောင်1328တတမ5အစာ100 အဲ့ဆိုရင်1486ရမယ်ပေါ့နော်1489ပဲထားလိုက်တော့မယ်1489ဘာလဲဆိုတော့ပေါင်ရမယ်နော်ပေါင်နဲ့ဝယ်လို့မရအောင်အိတ်နဲ့ဝယ်မှာဆိုတော့ဘီလက်မြေတိတ်ကို132ပေါင်ဆိုတော့132နဲ့စားလိုက်မယ်ဆိုရင်အာဘီလက်မြေအိတ်ထွက်မယ်ပေါ့နော်အဲ့ဟာကိုဘာနဲ့ပြန်စားမလဲဆိုတော့112နဲ့စားမယ်အဲ့တော့73တရမ2အဲ2 73မ3ဆိုတော့73အိတ်ခွဲဝယ်မလား73အိတ်ဝယ်မလားဒါမှမဟုတ်74အိတ်ဝယ်မလားနော်73 တတမ58ပေါ့เนาะ738ခွဲပေါ့เนาะမဟုတ်လေ148ဝယ်ပေါ့เนาะ148ဝယ်လေ73ဝယ်ပေါ့เนาะတခြားလုပ်ငန်းတွေလည်းရှိမယ်ဆိုရင်ဒါကျမတို့73နဲ့တွက်လို့ရတယ်เนาะအဲပြီးရင်သဲဝယ်မယ်ပေါ့เนาะသဲသဲอ่ะ100မှာဆိုလို့ရှိရင်နော်တရာအာတရာစတုရန်ပေအတွက်တဲကဘလောက်5ကုဘပေကုန်မယ်5ကုဘပေ အခုကကျတော့1321တတက်မှာငါမာဆိုလို့ရှိရင်ဘလောက်လဲပေါ့နော်ငါအမြောင်ငါအမြောင်1321တတက်မှာငါ့ကိုတီဘာနဲ့စားလဲဆိုတော့တရားနဲ့စားကယ်ကူလေတာနှိပ်ကြည့်မယ်နော်1ငါအမြောင်1321တတက်မှာငါအစားတရားအဲ့ဒါ66ခုပါပေးရမယ်66ခုပါပေး ဒါပေမဲ့သူကျင်းအောင်လိုချင်ဘာနဲ့ပြန်စားလဲဆိုတော့တရားနဲ့ပြန်စားပေါ့နော်တရားနဲ့ပြန်စားတဲ့အခါမှာ၃ရတရမ66ကျင်းရမယ်နော်၃ရသမ66ကျင်းရတဲ့တခြင်းမပြည့်ဘူးနေเนาะအဲ့တော့ तू ကဟိုဝယ်မယ်ဆိုလို့ရှိရင်အာနော်၃မှတ်ဝယ်ရမယ်เนาะကျင်းနဲ့ပြောမယ်ဆိုရင်၃မှတ်ဝယ်ရမယ်เนาะ၃ရသမ66ကျင်းဝယ်ရမယ်ပြီးလို့ရှိရင်ပယံပေါ့เนาะပယံပယံကတရားကုဘပင် အ sorry တရားစတုယံနည်းနည်းဆက်ကလေးနေလို့เนาะစတုယံပေအတွက်ဆိုလို့ရှိရင်သူကဒီမှာတရเนาะတရောက်ကုန်မယ်ပေ1320 21တရမ5မှာဆိုလို့ရှိရင်ဘယ်လောက်ကုန်မလဲတင့်မြောက်1320 21တရမ5ကိုဒီတရားနဲ့စအဆိုလို့ရှိရင် ကျမတို့73တရမ2ရောက် 73.2ယောက်ခေါ်လို့မရအောင်လေနော်အဲ့တော့ဘယ်လောက်ခေါ်မလဲဆိုတော့14ယောက်ခေါ်ရင်ခေါ်မခေါ်တခြားလုပ်ငန်းတွေနဲ့ပေါင်းပြီးတော့73ယောက်ခေါ်ပေါ့နော်ဒါ73ယောက်ဖြစ်မယ်နောက်တစ်ခုကကြတော့ပြန်ပြီးလို့ရှိရင်ကျမတို့ကလုတ်သားပေါ့နော်လုတ်သားကြတော့ဒီမှာ2ယောက်ကုန်မယ်နော်2ယောက်ဆိုတော့ကျမတို့မှန်းလို့ရပါပြီနော်လုတ်သားလုတ်သားဒီမှာနော်26ကိုကုန်မှာပေါ့နော်အဲတရားမှာဆိုရင်သူက200အဲ1321သရမ5မှာဆိုရင်ဘယ်လောက်လဲ တော့နှိမ့်မြောက်1321.5အစာတရာเนาะအဲ့ဒါဆိုလို့ရှိရင် तू อ่ะအဲဒီမှာတွတ်ကြည့်လိုက်ပါမယ်เนาะနှိမ့်မြောက်1321.5အစာတရာ26.43ပေါ့เนาะအဲ့တော့28ရောက်ခေါ်ပေါ့เนาะ28ရောက်အဲ့ဆိုရင်ဒီမှာကျမတို့ဗာရပြီလဲဆိုတော့ဘီလက်မြေကအာ73.5အိမ့် เนาะသူ့ရဲ့ဈေးနှုန်းနဲ့မြောက်မယ်เนาะပြီးရင်ဒီမှာတဲရကြတော့တခြင်းအားဘလောက်လဲသူ့ရဲ့ဈေးနဲ့မြောက်မယ်အဲအလို့အမပညာကြတော့73ရောက်73ရောက်ကိုအဲသူ့ရဲ့ဈေးနှုန်းမြောက်မယ်လောက်သားလဲသူ့ရဲ့ဈေးနှုန်းနဲ့မြောက်လိုက်မယ်ဆိုရင်ကျမတို့ကသူ့ရဲ့စုစုပေါင်းလိုက်မယ်ဆိုရင်သူ့ရဲ့အာဒါစုစုပေါင်းကုန်မယ်ပစ္စည်းပေါင်းဒီလောက်သားကုန်ကြစိထွက်လာမှာဖြစ်ပါတယ်တန်နဲ့တွက်တာတော့ဟိုတွက်ကြည့်လိုက်ပေါ့နော်အကယ်လို့နောက်ထပ် ဒီထဲမှာနားမနေနိုင်ရှိတယ်ဆိုလို့ရှင်ကျမကိုပြန်ပြီးတော့ comment လေးမှာရေးပါเนาะကျမရဲ့နောက်ထပ်ထပ်ထပ်တင်တဲ့ဗီဒီယိုလေးကိုသိရဖို့အတွက်ဆိုလို့ရှင်ကျမရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့เนาะ